အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းထတာပဲဖြစ်ပါတယ်ဂျွန်လာတလစာစနေသားသမီးများတဲ့ဒီဟောဆဲနဲ့ရရရလေးလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလမှာစနေသားသမီးများအနေနဲ့ပေါ့နော်ဟိုပြောရမစလို့လူမုံခံရတယ်လူမြင်ကန်းခံရတဲ့ကိစ္စမျိုးတွေဒီကာလမှာကြုံတွေ့ရတဲ့တယ်မိမိကလည်းလူမုံခံရအောင်လုပ်တတ်တဲ့အရာမျိုးတွေတွေလည်းဒီကာလမှာရွေးပြီးလုပ်မိတတ်တယ်ပေါ့နော် ဟိုပြောမှဆိုရင်တော့ချွတ်ရရအားလုံးကတော့တသက်ကြီးကိုဗျာအမြင်ကတော့ငါလောက်တာကွာဘာဖြစ်ကျင်လဲကွာဆိုပြီးပုံစံမျိုးလုပ်နေတာမျိုးပေါ့နော်အဲ့တော့ဒီကာလမှာအရန်ရန်တော့အရွယ်မတိုက်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးအခါကျတော့ဒီဒီကာလမှာဘလောက်ပဲကောင်းအောင်နေလဲအပြစ်တွေခံမှာပဲစူးအောင်နေလဲပြစ်တွေခံမှာပဲအဲ့တော့ကောက်ကိုကြိကြက်ပြီးတော့ဒါဒီကာလမှာဘလို့နီးလန်းနဲ့နေပြီးတော့ဘလို့လောကကြီးကိုဘလို့လုပ်မလဲပေါ့အဲ့ဒါလည်းပတ်သက်ပြီးကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဒီကာလမှာပေါ့နော်ဒီ နောက်ပြီးတော့အရန်ကန်လာတာညှိုးနှမ်းသွားတာမျိုးဖြစ်သွားပြီဆိုတာ ਨੇ အဲ့လိုထောင်တန်းကြတာမျိုးအချုပ်ကြောက်တာမျိုးနောက်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အချောက်လို့မိမိကိုမိမိကကိုကိုအရန်ကန်ဆိုးနေပြီးတော့အရန်ကြီးညံ့နေရလို့သတိထားမှာဆိုရင်ဒီကာလမှာပို့ပြီးသတိထားပါကိုကိုကတော့ညံ့နေရလို့မခံစားဘူးပုံမှန်လေးပဲခံစားတယ်မျိုးဆိုရင်ဒီကာလမှာအေးအေးဆေးပဲဘာပြန်နာမှာရှိမှာတော့မဟုတ်ပါဘူးနောက်ပြီးတော့စကားလွန်ခြင်းတွေနောက်မွေလက်လွန်ခြင်းတွေကိုပြုဆိုင်ပေးပါမွေလက်လွန်သွားပြီဆိုရင်မြှိပြဲရလာဖို့အခွင့်အရန်ရန်နေပါလိမ့်မယ် ။နောက်စက်ပီစီတွေယင်ယင်တွေစက်ပီစီတွေအပြက်ပြက်တတာမျိုးခက်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အပြောင်းလဲတွေလည်းဖြစ်ပါလိမ့်မယ်။နောက်ပြီးတော့ဗကန်နေမှန်နေဖန်နေအဲ့လိုမျိုးပေါ့နော်။ဟိုထိကြိုက်လွယ်တဲ့ရှလွယ်ကွဲလွယ်တဲ့အရာအားလုံးကမိမိမိရဲ့ရှေ့မှာကြာတော့မိမိကြောင့်ကြာတာမျိုးရှိမယ်ဆိုရင်မိမိကအဲ့ရာကိုအဲ့ရာပြောင်းအိပ်ပေးပါရွှေ့အိပ်ပေးပါအဓိကကမှာပေါ့မိမိကဘာလုပ်ချင်လဲဘာဖြစ်ချင်လဲ အဲ့အရင်နဲ့ပတ်သက်ပြီးတော့တက်တဲကွက်ကွက်ဆုံးပြည့်ကျက်ချမယ်အချိန်ရောက်ပါပြီမိမိကဒါကြီးကိုဖြစ်ချင်တယ်ဆိုရင်ဒါလုံးဖို့ကိုလုံးဝလုံးဝဆိုင်းပြင်ပါအားဆောင်ရင်ကောင်းမယ်အချိန်ကာတစ်ခုခုစောင့်နေဦးမယ်ဆိုဒီကာလကအခွင့်ကောင်းနေရလုံးဝလုံးဝဆုံးရှုံးသွားပါလိမ့်မယ်ပညာသစ်တစ်ခုခုသင်ဖို့ကြံစီနေရရည်ရွယ်တယ်ဆိုဒီကာလမှာလုံးဝလုံးဝသင်ဖို့ပြောချင်ပါတယ်သင်တဲ့နဲ့အဲထဲမှာလည်းပါပါတယ်ပေါ့နော်နောက်ပြီးတော့ ီကာလမင်းမိရဲ့လောက်ပေါ်ဂိုင်ဖက်တွေတမောင်နှမသားချင်းတွေမင်းမိအရန်ယူနီပါဆက်သူမျိုးတွေနဲ့အဲ့လိုပဲအတိုက်ခံနေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးဒီတယောက်တယောက်စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အမှုခင်ရုံးပြင်ကနာကိစ္စရတဲ့နေပတ်သက်ရတယ်။အဲ့ဒါအရန်အရန်ကန်ဆိုးရင်ထောင်မှာကြတယ်နော်။ကန်မဆိုးရင်တော့အဲ့လိုအဲ့လိုမျိုးပတ်သက်ရတယ်။နောက်ပြီးတော့ဘာပဲဖြစ်လာဖြစ်လာဘလို့ခက်ခဲပဲကြုံရကြုံရမိမိမှာရှိနေတယ်မိမိရဲ့ခက် အရာရှိတွေအထက်လူကြီးတွေအထက်အကြီးကဲတွေဒါမှမဟုတ်မိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့အကူအညီယူရာမျိုးအထောက်ပံ့ယူရာမျိုးသူတို့ရဲ့ရှိရနေပြီးတော့မှကံကောင်းတို့ရှိရအကြဉာဏ်ကောင်းတဲ့ယူလာမျိုးနဲ့မိမိရဲ့လုပ်ငန်းတွေကိုမိမိရဲ့လုပ်ငန်းတွေမိမိရဲ့အကိစ္စရတွေမိမိရဲ့အခက်ခဲတွေကိုဖြေရှင်းလို့ရပါတယ်။နောက်အခြေရေမိတ္တာရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာကန်ဆာလာကလုံးဝလုံးဝတတရာရှိတဲ့ကန်ဆာလာလို့ပြောလို့ရတယ်။ ဟိုငရေသူများပို့တော့ထင်ထင်ပေါ်ပေါ်မြစ်တာကြီးတဲ့ဆိုင်ပေါ့ပုံရှိုးွက်ရှိုးအုံပုံးအချစ်လေးလေးဒီကာလမှာပုံကြုံရတတ်တယ်။နောက်အိမ်တော်တွေအိမ်တော်ရှင်နေနေနဲ့ဆိုရင်တော့ဒီကာလမှာပေါ့ဒီမိမိရဲ့ဒီချစ်သူရေးသားတွေကဒီကာဒီလာပိုင်းမှာအလိုကလေးရန်ဆန်လာပြီးတော့မိမိကိုပို့ချစ်လာတာမျိုးမိမိကိုပို့ချစ်စင်တဲ့ပုံညာမျိုးလောက်ပြတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာလုံးဝလုံးဝအဆင်ပြေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဟိုနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ယာတို့တက်တာမျိုးနော်။ယာတို့တက်တာမျိုးနောက်ဒီ ဟိုလာစာတိုးတာမျိုးလာစာတက်တာမျိုးဖြစ်တတ်တယ်။အဆင့်တန်းမြင့်မြင့်လေးပို့ပြီးဖြစ်သွားတာမျိုးတွေ့ရတာပေါ့နော်။ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုဒီကာလမှာလုံးချာရှိရဖို့အများကြီးလုပ်ပါတွေးကြရှိရကိုတွေးပါ။အဲတခုတော့ရှိရမိမိကိုမိမိအရင်ကန်ဆုံးနေလို့ယူဆနေရဆိုတော့ဒီကာလမှာဟိုရှုပ်အရန်ပေါ့နော်ဒီပြက်နာတက်လွယ်နိုင်နေပြက်နာဖြစ်လွယ်တက်တဲ့အချို့အရာတွေကိုလုံးဝလုံးဝရှောင်ကျဉ်ပြီးတော့ဟိုတက်နာမဖြစ်အောင် နေတတ်ဖို့ပဲပြောချင်တယ်။တော့ဒီလမှာ ဘာပဲလို့လို့ဘာပဲခိုင်ကောင်ခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားကိုယ်ခေါင်းနဲ့စဉ်းစားလို့မရရင်ပြပန်ဝင်းကြီးမှာရှိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီသူတို့ရဲ့အကူအညီယူသူတို့ရဲ့စဉ်းစားမှုကိုတွေးနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့တော့နောက်ပြီးတော့ဒီကာလမှာပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးပြောလို့ရတာကြတော့ဒီကဒီလာပိုင်းမှာလာနာနေနေပုံနေတင်ပါတယ်ဘာကြောင့်လဲဆိုတော့နာနာနေနေမနေဘူးဆိုရင်ဒီကာလမှာတော့အရန်ကြီးပေါ့နော်စေယုံစင်ကန်သွားတာမျိုးမဟုတ်ဘူး ။ဘာလဲဆိုတော့အဲ့လိုခေါင်းကိုက်တာမျိုးဖြားတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အာတန်ဟာဆေးတောက်လိုက်ပြီးသွားမှာပဲဆိုဒီလိုမျိုးလေးပဲပြီးသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလကိုအကြောင်းပြုပြီးတော့မှအရင်ကျမ်းမာရင်ဆိုးွားရဲဆိုတဲ့အခြေမျိုးတစ်ခုထိကိုရောက်သွားတတ်တယ်။ရောက်ရှိသွားတတ်ပါတယ်။အဲ့ကြောင့်မလို့တက်လိုက်လောက်တော့ဆုံးဖြတ်ပါ။အဲ့တော့ဒီလောက်မှအရေးကြီးဆုံးပြောချင်တာကြတော့မိဒီလောက်မှမင်းဘာလောက်ချက်လဲ။ဘာဖြစ်ချက်လဲ။လောက်ကြချက်လား။နော်ခုလို့ရှိရဝင်နောက်ကိုမနိုင်နဲ့အောင်မြင်မှုနောက်ကိုလိုက်မလားလိုက်လို့ရပါတယ် ဲ့တော့စနေသားသမီးများအတွက်ဒီလားစာကံကောင်းစီတဲ့ရည်ရည်လေးတွေကိုကျွန်တော်ပြောရမှာဆိုရင်တော့ကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီဘယ်လိုခေါ်လဲဆိုတော့မြတ်စွာဘုရားရှင်ကတော့ကျွန်တော်ဒီစေဒီလေးမှာသွားပြီးတော့အမဆဲလေးလေးတွေနောက်ပြီးတော့ခေါင်းတောင်းလေးတွေလှူပြန်ပေးတာမျိုးလုပ်ပေးပါနော်ဒီပြည့်တဲ့ခါကျတော့ကျွန်တော်တို့ဒီဟိုအတန်လှူတာမျိုးတွေလုပ်ပေးပါနော်အတန်နဲ့ပတ်သက်တာမျိုးလှူပေးပါအတန်မဆဲရွတ်တဲ့ဟာမျိုးတွေကိုလည်းပတ်စံလှူတာမျိုးတွေလုပ်ပေးပါ အားလုံးအဆင်ပြေပါစေအားလုံး okay ပါစေအားလုံးရလဒ်ကောင်းလေးရရှိပါစေကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ